မင်္ဂလာပါရှင်။မောသားမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ကကြံလနဲ့ကအဖွဲ KYA နဲ့ PDF အဖွဲတွေဥဆောင်တဲ့ပူပေါင်းအဖွဲတွေဟာထိကြမျိုးကိုအလုံးစုံသိမ်းယူနိုင်ဖို့နှင်းနဲ့ချီပြီးကြိုးပမ်းခဲ့ပြီးမယ်။ပြောလင်းထားသလိုရလက်မျိုးမရပဲနဲ့အထူးကိန်းကြဆုံးမှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီးတော့နာဇာကတက်တွေကထိကြမျိုးကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့သတင်းတွေလည်းထပ်ပေါ်ခဲ့ပါတယ်။ပြောတဲ့ဖိုင်ထဲမှာတော့ထိကြမျိုးတိုက်ပွဲတွေနဲ့ ထီးကျိုင် PDF အဖွဲ့ရရဲ့လောရက်တွေကိုပြပြပေးသွားမှာဖြစ်ပါတယ်။ဒီစီစဉ်လေးမစတင်ခင်မှာတော့ Moda Media Channel ကို Subscribe နဲ့ Like ရန် Share လုပ်ပေးပါအောင်ရှင်။ပြည်သက်ကြီးမြန်မာနိုင်ငံမှာနိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီးနောက်နည်းနည်းကိုင်းတိုက်ပွဲတွေဖြစ်လာခဲ့တာဟာလေးနှစ်ကျော်လာပြီးတော့နာဆာကတပ်တွေရဲ့တုံ့ပြန်တိုက်ခိုက်မှုကြောင့်နာဆာကကိုစန့်ကျင်နေတဲ့နည်းနည်းကိုင်းအဖွဲ့တွေဟာ လူပြုံးတရားစကန်တွေကိုလက်လွတ်ရတာပဲပုံမဖြစ်လာတယ်လို့သိရပါတယ်။လက်ရှိချိန်မှာလည်း NASA ကကိုလက်နက်ကင်စန့်ကျင်နေတဲ့ကချင်လက်နက်ကင်အဖွဲ့ KIA နဲ့ PDF အဖွဲ့တွေဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာထီးစားမြက်ကိုသိမ်းယူနိုင်ဖို့နှစ်နဲ့ချီပြီးကြိုးပမ်းခဲ့ပေမဲ့အရှောင်းတွေနဲ့သာရင်ဆိုင်ခဲ့ရပြီးလက်ရှိချိန်မှာ NASA ကတက်တွေကထီးစားမြက်ကိုအပြေအဝထင်းချုံနိုင်ခဲ့တယ်လို့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။ထီးစားမြက်ဟာမြန်မာနိုင်ငံစကိုင်းတိုင်းဒေသကြီး တတခရိုင်ရှိမြို့နယ်တစ်ခုဖြစ်ပြီးတော့ရှမ်းပြည်နယ်နနမိတ်အနီးမှာတရှိရဲ့မြို့ဖြစ်တယ်လို့အေရရီမြစ်အနောက်ဘက်ကမ်းမှာရှိကဗမော်မန္တလေးအေရရီမြစ်တောင်ကြီးမှာဗမော်အောက်ပင်နားမှာရှိတယ်လို့သိရပါတယ်။ကကြလန်လက်ကန် KIA နဲ့ PDF ဥပအဖွဲ့တွေဟာထီးကြမြို့ကိုအလုံးစုံသိမ်းယူနိုင်ဖို့ပြီးခဲ့တဲ့2023ခုနှစ်နေ့ကောင်ပိုင်းကစတင်ဇိုပန်ခဲ့ပေမယ့်ငါးစားကတပ်တွေကအနိုင်မခံအရှုံးမပေးစိတ်တက်အပြင်းနဲ့တုံ့ပြန်တိုက်ခိုက်ခဲ့တဲ့အတွက်လက်ရှိအချိန်ထိမြို့ကို အပြေးဝထိန်ဆုံးနိုင်ခြင်းမရှိဘဲတက်စကန်တွေပြန်လဲလက်လွတ်နေရတာဖြစ်ပါတယ်။တဲတောင်ညာနှစ်ကုန်စစ်စင်ရေးပထမပိုင်းနဲ့ဒုတိယပိုင်းကာလနှစ်ခုအတွင်းမှာ KIA နဲ့ PDF ဦးဆောင်တဲ့ပူးပေါင်းအဖွဲ့တွေဟာထိကြိုက်မျိုးကိုအပြေးဝသိမ်းယူနိုင်ဖို့စူးစမ်းခဲ့တာဖြစ်ပြီး2024ခုနှစ်အောက်တိုဘာအတွင်းကထကြောပြန်စတင်တဲ့ဒုတိယအကြိမ်မြို့သိမ်းတိုက်ပွဲမှာ KIA နဲ့ PDF ဦးဆောင်တဲ့ပူးပေါင်းအဖွဲ့တွေဟာမြို့အတွင်းပိုင်းနေရာတွေတည်ဝင်ရောက်နိုင်ခဲ့တယ်လို့သိရပါတယ် ဒါပေမဲ့နာဆာကရဲ့မြေပြင်တပ်ဖွဲ့တွေတောင်မှကဒုံးတပ်ဖွဲ့တွေနဲ့လေကြောင်းတိုက်ခိုက်မှုကိုအတွဲညီစွာပေါင်းဆက်အသုံးပြုနိုင်ခဲ့တဲ့အတွက် KIA နဲ့ PDF ဦးဆောင်တဲ့ပူးပေါင်းအဖွဲ့တွေအထင်အားခဲ့ရှာပြီးထီတိုင်းမျိုးရင်းက၎င်းတို့စွမှုရယူထားတဲ့နေရာတွေကပါတဖြည်းဖြည်းနဲ့ဆုတ်ခွာပေးလာရပါတယ်။ KIA နဲ့ PDF ဦးဆောင်တဲ့ပူးပေါင်းအဖွဲ့တွေရဲ့တိုက်ခိုက်မှုတွေကြောင့်နာဆာကတပ်တွေဟာထီတိုင်းမျိုးတောင်ကုန်းတွေပေါ်မှာသာအထိုင်စခန်းကျန်ရှိတော်ပြီးတော့ ။ KAI နဲ့ PDF ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေကအဲ့ဒီလက်ကျန်တောင်ကုန်းတွေကိုသိမ်းယူဖို့ကြိုးပမ်းနေမှာ။ပျော်လင်းသလောက်ရလက်မကောင်းပဲစက္ကန့်တွေပြန်လဲလက်လွတ်ခဲ့ရတာလည်းဖြစ်ပါရဲ့။ NASA ကတက်တွေနဲ့လေတက်တွေဟာထီးကျမြို့တိုက်ပွဲမှာအတွဲညီစွာတုံ့ပြန်တိုက်ခိုက်ခဲ့ရ။ KAI နဲ့ PDF ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေကအတိနာခဲ့ကြတယ်လို့သိရပါရဲ့။ NASA ကတက်တွေကထီးကျမြို့ကိုပြန်လဲထိန်းချုပ်နိုင်တဲ့အကြောင်းတွေကို နာဇာကကိုလက်လက်ကလူမှုကွန်ရက်မှာ ရေးသားဖော်ပြတာတွေရှိနေပြီးလူညိုကျော်အမည်ရှိတဲ့အကောင့်တစ်ခုကစကားစာဘက်ကတောင်ခမ်းနဲ့ထီးကြိုင်အပြည့်ဝပြန်နေထိမ့်ချုပ်ထားတယ်။တားလိုက်ရအဖွဲတွေစူပေါင်းညညွတ်င့်ပြီးစမန်ခုတ်ချင်းခွက်လူချင်းတို့ရက်တင့်ပြီးထနေပြန်။တူတလူငါတမင်းလောက်ရမယ့်အချိန်မဟုတ်တော့ဘူး။ပူပေါင်းရမယ့်အချိန်ကျနေပြီလို့ရှိသားကထီးကြိုင်မျိုးကိုနာဇာကတက်တွေပြန်လဲထိမ့်ချုပ်နိုင်ခဲ့တဲ့အကြောင်းကိုရှိသားဖော်ပြခဲ့ပါတယ်။ထီးကြိုင်မျိုးကဖြစ်ပွားလျက်ရှိနေတဲ့တိုက်ပွဲတွေကြောင့် ပြက်စီးခဲ့ရပြီးမြို့ပြက်စီးမှုနဲ့ပတ်သက်ကဒေတာကန်ရီဟာတီးကြမြို့မှာတိုက်ွက်ဖော်ခဲ့တဲ့ PDF operate ကိုစိတ်ဆိုးဒေါသဖြစ်နေပါတယ်။တီးကြမြို့ကန်ရီဟာ PDF operate ရဲ့လုံရက်တွေနဲ့ပတ်သက်ပြီးတော့လိုလားနှစ်သက်မှုမရှိတော့ပဲထောက်ခံမှုကြဆင်းလာနေရလို့သိရပါတယ်။တီးကြမြို့မှာ PDF operate ဟာသဘောထားမြင်မတူတဲ့သူတွေကိုဒလန်ရှလင်ရေးကောင်းစင်တက်ကလုံးကြံတက်ပြတ်တာတွေရှိခဲ့ရောဒေတာကန်တွေကတီးကြိုင် PDF အဖွဲ့တွေကိုလိုလားနှစ်သက်မှုမရှိတော့ဘူးလို့သိရပါတယ် KAI နဲ့ PDF ဦးဆောင်တဲ့ပူးပေါင်းအဖွဲ့တွေဟာထီးကြမြို့မှာဂိတ်စကန်းတွေဖွင့်ကစက်ကြီးတောင်းတာတွေရှိခဲ့ပြီးတရက်ကိုသိန်းထောင်နဲ့ချီဝင်ငွေတွေရရှိခဲ့တယ်လို့လဲဒေတာကန်တွေကပြောပါတယ်။ထီးကြမြို့ဒေတာကန်တို့ကတော့နောက်တော့တိုက်တော့သူတို့မစိုးမိုးတော့ဘူး။ထီးကြမြောက်ပင်ခေါ်တာပေါ့အလဲတော်ရွာနဲ့လေသာရွာကားလန်ပေးမှာပဲရှိရ။အဲ့မှာသူတို့ကဂိတ်ဖွင့်နေလာသမျှကားတွေကိုတောင်းနေကျွန်တော်တို့တိတဲ့မြဆိုတရက်တရက်ကိုသိန်းထောင်ကျော်ရတယ် တိုင်းတောင်ကျော်ရတာက KIA နဲ့နယ်မြေကန် PDF က60 40လို့ပြောတယ်။လမ်းကြီးကောက်တာကစီပေါက်စားကားတွေရှိရဲ့ဗျ။တကားလန်ကို200ကျပ်ကောက်တယ်။ဂါလန်ရှစ်တောင်ဆို16သိန်းချက်ချင်းပေးရတာ။ထီးတိုင်းတမျိုးတယ်နော်။စက်သွားရင် မော်လူတို့ပဲရှိနေပြီ။ဒါကစီပေါက်စားပဲရှိသေးတယ်။ကုန်တယ်ကားတွေလည်းသူတို့ကိုပေးရတယ်လို့ပြောတယ်ဆိုပြီးတော့ပြောပါတယ်။ကကြံလလက်ကောင်အဖွဲ့ KIA ဟာထီးတိုင်းမျိုးမှာပဲမြို့ကန် PDF တွေကိုစစ်တင်တန်းပေးပြီးမြို့သိမ်းယူနိုင်တဲ့ PDF တွေကိုရှေ့တန်းတင်ကောင် တိုက်ခိုက်ခိုင်းတာတွေရှိခဲ့တယ်လို့သိရပါတယ်။ထီးကြမျိုးမှာဖြစ်ပွားတဲ့တိုက်ပွဲတွေတွင် KIA နဲ့နေမြေကန် PDF အထီးကိုက်အကြဆုံးများတာတွေရှိခဲ့တယ်လို့ဒေသခံတအူကပြောပါတယ်။ထီးကြိုက်ဒေသခံတအူကမြို့ကိုတက်မတော်ကထိန်းချုပ်ထားဆဲဖြစ်ပြီး PDF အဖွဲ့တွေကမြို့အပြင်ကနေမြို့ထဲကိုဝင်ဖို့ကြိုးပမ်းပေမဲ့ဝင်နိုင်တာမျိုးမရှိသေးဘူး။မြို့ကအရာကတော့ထီးကြိုက်မျိုးကလုံခြုံရေးစခန်းကတောင်းကုန်းရှိရယ်။ကောင်းအမြင်စီဘေးနားမှာကလည်းအပင်အကြီးကြီးတွေရှိတော့ ဒရုန်းကနေဘုံနေလဲချမရဘူးပြောတယ်။နောက်တခါသူတို့အဲ့လိုဝင်စီတဲ့ကတရင်မှုကလည်း view ကတော်တော်ကောင်းတယ်လို့ပြောတယ်။ဒရင်ပြစ်ကူကလည်းတော်တော်ကောင်းတယ်ပြောတယ်။အဲ့ဒီမှာ KIAA PDF ပူပေါင်းအဖွဲကလည်းပက်ပက်ဆက်ဆက်ကြတယ်။မြို့တမြို့လုံးကလည်းအပုံးနဲ့တထောင်ထောင်နဲ့လို့ပြောတယ်။ထီးကြိုက်နေကန်တွေလည်းသိရဲ့မိဘတွေကဒီလိုဆိုရင်တော့ငါတို့သားသမီးတွေကိုအဆုံးရှုံးမခံနိုင်ဘူးဆိုပြီးသူတို့ကလေးတွေကိုပြန်ထုတ်တာရှိရဲ့။နေကန်လေးတွေပေါင်ပြက်ခြေပြက်အများကြီးလို့ပြောတယ်။ပထမတကာကတလားလောက်တော့ကြတယ်။ ဘလို့မှမအောင်မြင်ပဲဆုတ်သွားရတာအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မြို့ကန်တွေကလည်းမရပဲနဲ့မင်းတို့ဘာလို့လုံးကြတာလဲကွာမြို့ပြက်ကြပဲအဖက်တင်နေဆိုပြီးထောက်ခံတဲ့အမာခံတွေကအများကြီးပြောကြတာရှိလာတာပေါ့ခင်ဗျာ PDF အဖွဲ့ကောင်းဆောင်တွေကအိမ်တွေလိုက်ဖွင့်ပြီးတော့ပစ္စည်းတွေကိုကားတွေနဲ့ကဲထုတ်ပြီးအိမ်တွေကိုမိရှုခဲ့ကြတာထီးကြမျိုးကတော်လန်ရေးမှာဆိုရင်နံပါတ်1အစင်လောက်ရှိရဲ့နိုင်မျိုးအောင်သူဆိုရင်ထီးကြအမတ်တွေနရက်တွေကဆန်ဆက်တွေကဆန်တွေပစ္စည်းတွေကို ူကတိုက်လဲတိုက်ပြီးတော့ယူသွားတာပြီးတော့သူထိမ့်သိမ်းထားတယ်လို့မပြောဘူးသူပြောသားတာကိုတည်ရဲ့သူတွေကတော့မကျေနပ်ကြောက်ပေါ့ဗျာအဲ့လိုတော့ရှိရဲ့တချို့အိမ်တွေဆိုရင်မီးရှို့ခဲ့တာဗျမိရင်တက်ကမီးရှို့တယ်လို့ခေါင်းစဉ်တက်တယ်ဗျာအဲ့လိုဆိုပြီးပြောဆိုထားပါတယ်ထိကြမျိုးကိုတင်းယူနိုင်ရဲ့အတွေ့မိုးရစေးတိုက်ပြီးတိုက်ပွဲတိုက်ခိုင်းတာပြီးလဲရှိခဲ့ပြီးတော့အချင်းကြလာနဲ့အများတိုက်ပွဲကြောင့်မျိုးပြက်စီခဲ့ပြီးမယ် PDF ကောင်းဆောင်လေးစေဘာပုံမှုဖြစ်လာတယ်လို့ဆိုပါတယ် ထေးကြမြို့မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲနဲ့ပတ်သက်ပြီးတော့ထေးကြဒေသခံတဦးကလည်းငွေရစီတုံးပြီးတိုက်ခိုက်ခိုင်းတာတွေရှိရလို့ကြားမိတယ်။ကျွန်တော်ကြားမိရာဆိုကျွန်တော်တငယ်ချင်းထေးကြမြို့မှာရှိတုံးကပေါ့သူတို့ပုံနေတဲ့နေရာလေးကကြတော့တိုက်ပွဲဖြစ်တာကိုအရှင်းသားမြင်ရတယ်။သူတို့ကထေးကြတောင်ကုန်းပေါ်ကိုတန်းစီလဲပြီးရောတက်တွေရဲတွေကပြစ်နေရပေါ့။အဲ့မှာ PDF တွေကလည်းတိမ်မာကိုမကြောက်ကြဘူးတဲ့။ငွေရစီဝါကိုတုံးပြီးတော့တနက်နဲ့ကြားထိုးတက်တာတဲ့။ငွေရစီဝါတုံးပြီးတော့တက်ခိုင်းတာတဲ့။ ကိတ်အရင်ကားတဲ့အတုံးအယုံကျသွားတယ်တဲ့အခုထီးကြမြို့မှာဖြစ်တဲ့တိုက်ပွဲကဒေသခံတွေဘွာပြက်စီးသွားပြီမယ်ကိတ်အရင်နဲ့ PDF ကောင်းဆောင်တွေပုံမစီပါဖြစ်လာတယ်အတုံးတော့အယုံယုံပဲကျသွားတယ်တဲ့အခုထီးကြမြို့မှာဖြစ်တဲ့တိုက်ပွဲကဒေသခံတွေဘွာပြက်စီးသွားပြီမယ်ကိတ်အရင်နဲ့ PDF ကောင်းဆောင်တွေပုံမစီပါဖြစ်လာတယ်တိုက်ပွဲဖြစ်မဲ့နေရာတိုင်းမှာကလေးတွေစာတင်လို့မရဘူးပညာရေးချို့တက်နေတယ်ဒါမဲ့ PDF ကောင်းဆောင်တွေဟာဘယ်သူတွေရှိလဲဆိုရင် ကိုစိုးသိန်း လွတ်တော်ကိုယ်စားလှယ်ဟောင်းပေါ့သူတို့သားသမီးတွေဆိုမန္တလေးလာပြီးကျောင်းတွေထားကြတယ်။ကောင်းကြီးပိုင်းတွေပေါ့ကျောင်းတွေထားတာမန္တလေးမှာတိုက်ခန်းတွေဝဲတယ်၊ကားတွေဝဲတယ်သူတို့ကတော့သူတို့စီးပွားရေးပဲ။ထီးကျအရှိတ်ဘက်ကန်က PDF ကောင်းဆောင်လေးဆိုရင်ထုံဆက်တွေဝဲတယ်၊ရှားတွေဝဲတယ်။ထီးကျအနောက်ဘက်ခြမ်းက PDF ကောင်းဆောင်လေးကချမ်းသာကုန်ပြီ။စီးပွားရေးတအားလုံးနေကြပြီ။ Four weeks တွေစီးနေကြပြီ။တချို့ဆိုအထီးကျိုင်မှာဆိုင်လေးတွေဖွင့်ပြီးဆိုင်တွေရောင်းကြတာပေါ့ဒီလိုလူတွေစီကနေအခုန်တွေကောက်နေကြပြီ ။ KYI နဲ့ပေါင်းကောက်တာပေါ့။သူတို့တအားချမ်းသာနေကြပြီ။အဲ့ဒီအပြင်ကမှ အရင်တည်းကကားတွေကိုဂိတ်ကြီးကောက်တဲ့ကချမ်းသာနေကြပြီ။ပြောင်းလာကတော့မပြောနဲ့ဗျာ။သူတို့ဘွားကခြေဘွားလက်ဘွားကောင်တွေကနေအခုကကားတွေနဲ့ဝင်းတွေနဲ့အဲ့လိုတွေပေါ့။အများကြီးပြောင်းလဲသွားတယ်။သူတို့တဲမှာအုပ်ချုပ်နေရလဲတချို့ကစေတမတွေ PDF ကောင်းဆောင်ဆော့ဝင်းဆိုရလဲအရင်တော့ကဘိန်းစားတက်လို့တယ်။ဆိုတဲ့အခါကျတော့ဒီကောင်တွေပင်မိုးရစေဝါနဲ့မကင်ဘူး။ထီးချမျိုးမှာလူကောင်းသူကောင်းစီးရင်တော့မပါဘူးဗျာ။ အများကြီးချမ်းသာသွားကြပြီထီးကျိုင်းကကျုံးတဲ့ထွက်တယ်မြေကျောင်းကနေတစ်ကိုတက်ဝဲတော့မြေကျောင်းကနေအခွန်စည်းကြတယ်ပတ်စံတွေအရမ်းရတာအရမ်းတော့ချမ်းသာနေကြတယ်ဆိုပြီးတော့ပြောပါတယ်ဘလို့ပင်ဆိုနေစီကမူထီးကျိုင်းမြို့ကိုအလုံးစုံသိမ်းယူနိုင်ဖို့ KYA နဲ့ PDF ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာနေ့နဲ့ချီပြီးအင်အားသုံးတိုက်ခိုက်ဖို့ကြိုးပမ်းခဲ့ပေမဲ့နာဆာကတပ်တွေကအကောင်ဆုံးပုံစံမျိုးနဲ့တုံ့ပြန်တိုက်ခိုက်ခဲ့လို့မြို့ကိုအလုံးစုံသိမ်းယူနိုင်ခြင်းမရှိပေ တက်တွေပြန်လည်ကြကအရှုံးနဲ့သာရင်ဆိုင်နေရပါရဲ့ရှင်